ုရဆန်းစားဒလောက်စိတ်ကြံကြုတ်တဲ့မင်းဟာကပ္ပသမိုင်းမှာရှိဘူးတယ်နော်မင်းဆိုတာတိုက်ပြီးချမ်းသာအောင်လုပ်ပြရမယ်ကိစ္စကိုတော့သူချမ်းသာဖို့အတွက်တိုက်ပြီးကသေပေးနေရတယ်အတ္တမိကရာဇာဆိုတာအဲ့ဒါမင်းကြီးတရားဆယ်ပါးဘယ်မှမရှိဘူးခန်းချောက်ထုရဆန်းစားဒလောက်စိတ်ကြံကြုတ်တဲ့မင်းဟာကပ္ပသမိုင်းမှာရှိဘူးတယ်နော် မင်းဆိုတာတိုက်ပြီးချမ်းသာအောင် လုပ်ပြရမယ်ကိစ္စကိုတော့သူချမ်းသာဖို့အတွက်တိုက်ပြီးကသေပေးနေရတယ်အတ္တမိကရာဇာဆိုတာအဲ့ဒါမင်းကြီးတရား7ပါးဘယ်မှမရှိဘူးခန်း6ထုံးဆန်းစားဒလောက်စိတ်ကြမ်းကြုတ်တဲ့မင်းဟာကပ္ပသမိုင်းမှာရှိဘူးတယ်နော်မင်းဆိုတာတိုက်ပြီးချမ်းသာအောင်လုပ်ပြရမယ်ကိစ္စကိုတော့သူချမ်းသာဖို့အတွက်တိုက်ပြီးကသေပေးနေရတယ် အတ္တမိကရာဇာဆိုတာအဲ့ဒါမင်းကြီးတရားဆယ်ပါဘယ်မှမရှိဘူးခန်းချောက်ထုံးဆန်းဆန်းဒလောက်စိတ်ကြမ်းကြုတ်တဲ့မင်းဟာကပ္ပသမိုင်းမှာ ရှိဘူးတယ်နော်မင်းဆိုတာတိုက်ပြီးချမ်းသာအောင် လုပ်ပြရမယ်ကိစ္စကိုတော့သူချမ်းသာဖို့အတွက်တိုက်ပြီးကသေပေးနေရတယ်အတ္တမိကရာဇာဆိုတာအဲ့ဒါမင်းကြီးတရားဆယ်ပါဘယ်မှမရှိဘူး ခန်းချောက်ထုံးဆန်းဆန်းဒလောက်စိတ်ကြမ်းကြုတ်တဲ့မင်းဟာကပ္ပသမိုင်းမှာရှိဘူးတယ်နော်မင်းဆိုတာတိုက်ပြီးချမ်းသာအောင်လုပ်ပြရမယ်ကိစ္စကိုတော့သူချမ်းသာဖို့အတွက်တိုက်ပြီးကသေပေးနေရတယ်အတ္တမိကရာဇာဆိုတာအဲ့ဒါမင်းကြီးတရားဆက်ပါဘယ်မှမရှိဘူးခန်းချောက်ထုံးဆန်းဆန်းဒလောက်စိတ်ကြမ်းကြုတ်တဲ့မင်းဟာ ကပ္ပသမိုင်းမှာရှိဘူးတယ်နော်မင်းဆိုတဲ့တိုင်းပြည်ချမ်းသာအောင်လုပ်ပြရမယ်ကိစ္စကိုတော့သူချမ်းသာဖို့အတွက်တိုင်းပြည်ကသိပေးနေရတယ်အဒမိကရာဇာဆိုတာအဲ့ဒါမင်းကြီးတရားဆက်ပါဘယ်မှမရှိဘူးခန်းချောက်ထုံးဆန်းစားဒလောက်စိတ်ကြံကြုတ်တဲ့မင်းဟာကပ္ပသမိုင်းမှာရှိဘူးတယ်နော် မင်းဆိုတာတိုက်ပြီးချမ်းသာအောင် လုပ်ပြရမယ်ကိစ္စကိုတော့သူချမ်းသာဖို့အတွက်တိုက်ပြီးကသေပေးနေရတယ်အတ္တမိကရာဇာဆိုတာအဲ့ဒါမင်းကြီးတရားဆယ်ပါးဘယ်မှမရှိဘူးခန်းချောက်ထုံးဆန်းစားဒလောက်စိတ်ကြံကြုတ်တဲ့မင်းဟာကပ္ပသမိုင်းမှာရှိဘူးတယ်နော်မင်းဆိုတာတိုက်ပြီးချမ်းသာအောင်လုပ်ပြရမယ်ကိစ္စကိုတော့သူချမ်းသာဖို့အတွက်တိုက်ပြီးကသေပေးနေရတယ် အတ္တမိကရာဇာဆိုတာအဲ့ဒါမင်းကြီးတရားဆယ်ပါးဘယ်မှမရှိဘူးခန်းချောက်ထုံးဆန်းစားဒလောက်စိတ်ကြံကြုတ်တဲ့မင်းဟာကပ္ပသမိုင်းမှာ ရှိဘူးတယ်နော်မင်းဆိုတာတိုက်ပြီးချမ်းသာအောင် လုပ်ပြရမယ်ကိစ္စကိုတော့သူချမ်းသာဖို့အတွက်တိုက်ပြီးကသေပေးနေရတယ်အတ္တမိကရာဇာဆိုတာအဲ့ဒါမင်းကြီးတရားဆယ်ပါးဘယ်မှမရှိဘူး ခန်းချောက်ထုံးဆန်းစားဒလောက်စိတ်ကြမ်းကြုတ်တဲ့မင်းဟာကပ္ပသမိုင်းမှာရှိဘူးတယ်နော်မင်းဆိုတာတိုက်ပြီးချမ်းသာအောင်လုပ်ပြရမယ်ကိစ္စကိုတော့သူချမ်းသာဖို့အတွက်တိုက်ပြီးကသေပေးနေရတယ်အဒမိကရာဇာဆိုတာအဲ့ဒါမင်းကြီးတရားဆယ်ပါးဘယ်မှမရှိဘူးခန်းချောက်